ဒါရီပေးလာတဲ့ဒီဝါပိတ်ကမြအောင်လုံးမေမင်လာပါရှင်အခုစရဲ့ဒီဝါတယောက်လာမဲ့ဘွယ်အတွက်ပြင်ဆင်နေပြီဖြစ်ပြီးမကြမီမှာတော့ပိတ်တွေအနေနဲ့ဒီဝါရဲ့ဘွယ်ကိုအားပြေးကြည့်ရွှေလာတော့မှာဖြစ်ပါတယ်ဒီဝါကတော့လာမဲ့ဘွယ်နဲ့ပတ်သက်ပြီးပိတ်တွေကိုချုပ်ပြောလာခဲ့ပြီးဖြစ်တယ်လို့သူအနေနဲ့လာမဲ့ဘွယ်ကိစ္စတွေဆွေးနွေးနေပြီလို့ဆိုပါတယ်ဒါကြောင့်ပိတ်တွေအနေနဲ့မကြမီမှာဒီဝါကိုပိတ်တွေကလည်းဂျင်းနဲ့အာရနေကြကလာမဲ့ဒီဝါရဲ့ဘွယ်ကိုအားပြေးစောင့်ကြည့်နေကြပါတယ်ဒီဝါကတော့လာမဲ့ဘွယ်နဲ့ပတ်သက်ပြီးသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေမျှဝေအသိပေးထားပါတယ်ဒီကနေ့မှာတော့ဒီဝါက ရိသတ်တွေကိုအခုလိုပဲပြောဆိုလာပါတယ်။ဒေဝါကဒီနှစ်တည်းမှာရမယ်ရဲခုကမ္ဘာရီးယားမှာနေနေတဲ့ AR Fighter ရဲ့နဲ့ရှင်ပြိုင်ဖို့ဆွေးနွေးနေပါတယ်။ဘတူနဲ့အရင်ရှင်ပြိုင်တာမြင်ချင်ကြလေ။မြန်မာနိုင်ငံကိုကြတော်ပြန်လာပြီးပရိသတ်တွေနဲ့လည်းအများဆုံးတွေ့ဆုံချင်နေပါပြီ။အခုလိုကျွန်တော်ရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကိုကုညီပန့်ဖို့ပေးတဲ့ကျွန်တော်ရဲ့ sponsor ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ဆိုပြီးဒေဝါကပြောပြလာခဲ့ပါတယ်။မကြမီမှာတော့ပွဲဖြစ်လာဖို့ရှိပါတယ်။ဒေဝါကိုရမယ်ကစိန်ခေါ်ထားတယ်လို့ AR Fighter လည်းစိန်ခေါ်ထားတာပါ။ AR Fighter တော့ဒေဝါနဲ့ပွဲဖြစ်ချင်နေပြီ ီးအတိလင်းကိုစိန်ခေါ်ထားခဲ့ပါတယ်။ Inner Fighter နဲ့ Dewa တို့ကြားမှာလည်းပြဿနာအနေငယ်ရှိခဲ့တယ်လို့သူတို့နှစ်ယောက်ကိုကြေကာ Raider တွေကလည်းစိတ်လို့ရှာစွာစောင့်ကြည့်ခဲ့ရပါတယ်။မနေ့တုန်းကဆိုရင် Champion လူပွဲမှာ Asian Khmer Fighter ကို Face Off လုပ်တဲ့အချိန်လေဘေးညက်ကမလေးစားဆက်ဆံခဲ့တဲ့အတွက် Dewa ကမကြေမနက်ဖြစ်ခဲ့ရပါတယ်။ဒါကြောင့် Dewa ကသူ့ရဲ့လူမှုကွန်ရက်ပေါ်ကနေလေမော်တီဇာရဲ့ပြုမှုကိုပြောဆိုခဲ့ပါတယ်။ Dewa ရဲ့ပြောဆိုမှုကိုမော်တီဇာကလည်းချင်းချင်းပဲ Dewa ကိုတုံ့ပြန်ပြောဆိုကဘယ်ဖြစ်ချင်လဲရရဆိုပြီးစိန်ခေါ်ထားလိုက်ပါတယ်။ Dewa ကတော့ ော်သူ့အစိန်ခေါ်လာတဲ့ Air Fighter ကိုအခုလိုပဲတုံ့ပြန်ပြောဆိုခဲ့ပါတယ်။ဒေဝကကျွန်တော်ပရိုဆန်နဲ့ထိုးခဲ့တာနောက်ဆုံးပါပဲ။ဒီနေ့ကျော်ရှိပါပြီ။ Modizer Asian ပြန်ဖက်အပေါ်လေးစားမှုမထောင်ကျွန်တော်လည်းပြန်စိန်ခေါ်လာတယ်။ကျွန်တော်ကတော့ပြန်ဖက်တွေအပေါ်ပြိုလီလောက်တာမကြိုက်ပါဘူး။ကျွန်တော်ဘလို့ကောင်းမျိုးလဲဆိုတာကိုသူ့ပြချင်ပါတယ်။ Modizer ကတခြားပြန်ဖက်တွေကိုနိုင်ညာခံကောင်းနေလို့ပါ။တရားစဲယူတွေကအဲ့လောက်ကောင်းတဲ့အတည်းမပါပါဘူး။ကျွန်တော်လည်းသူနဲ့ပွဲပြချင်နေပါတယ်။ပရိုဆန်နဲ့မကစားခင်ကားဆိုရင်လည်းကတော့နှစ်လောက်ထိပါပွဲမှမကစားခဲ့ရပါဘူး။အခုပွဲမထူတာကလည်းမကြ သေးပါဘူးကျွန်တော်ကတော့အစင်တင်ပါပဲဆိုပြီးတော့ပြောဆိုထားပါတယ်ဒီဘကတော့သူ့အစင်ခေါ်ထားတဲ့ Air Fighter မော်တီဆာနဲ့ပွဲဖြစ်ခြင်းနဲ့တို့အခုစရင်ဒီဘကလာမယ့်ပွဲအတွက်ဆွေးနွေးနေပြီဖြစ်ပေအဲဒီပေါ်မှာလည်းပွဲတွေကိုတည်ဝင်အတိပေးလာခဲ့ပြီဖြစ်ပါတယ်လာမယ့်ပွဲဒီမှာဒီဘကပြဲပြန်ဖက်ကစားသမားတွေနဲ့ရှင်ပြိုင်ကစားလာမလဲဆိုတာကိုလည်းပွဲတွေကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်အခုလက်ရှိမှာတော့ဒီဘကလေ့ကျင့်မှုတွေကိုပြန်ပြန်ထန်ထန်ပြုလုပ်နေပါတယ်ဒီဘကတော့သူနောက်ဆုံးရှင်ပြိုင်ကစားခဲ့တဲ့ပွန်စန်နဲ့ပွဲအပြီးကလေးကလေ့ကျင့်မှုတွေကိုမပြတ်ခဲ့သူပါကစားသမားဘွာ ကနေအနာယူသွားခဲ့ပေမဲ့လည်းဒီဝါကအကောင်းဆုံးလေးချင်းမှုရင်းနဲ့ဖြတ်တန်းနေခဲ့တာဖြစ်ပါတယ်အခုဆိုရင်မကြာမီမှာရှင်ပြိုင်ကစားလာဖို့ရှိတဲ့ဒီဝါကတော့သူရဲ့အခုလက်ရှိအချိန်တွေမှာအကောင်းဆုံးကြိုးစားရင်းဖြတ်တန်းနေရရှိပါတယ်ကဲပရိသတ်ကြီးဒီဝါကို RPS ကလေးတွေလည်းအကကော်မန်လေးတမပြောပြခဲ့ကြပါရှင်အဆုံးထိ RP ကြီးရှုမှုတက်လေကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမတို့ရဲ့ page လေးကိုလည်း like and follow လုပ်ထားပြီးကြပါအောင်နော်